ဟိုချဲဝါအိမ်နေလဲရောက်มาတယ်ပြီးလို့ရှင်ချဲကားလေးလဲရောက်มาတယ်လူစနာကုံလာဝယ်လို့ရပါတယ်ဟုတ်ကဲ့ပါအစရောက်တော့မကျွမ်းဘူးလေအဲ့တော့80လား100လားမသိဘူးအဲ့ဒါမြတ်တော့အရန်မြတ်တယ်ပေါ့နော်တည်ရမလားအိမ်ကအိမ်ကလည်းကြာကြီးငှားပြီးွားဆိုတော့တန်တယ်ပေါ့ငါတို့ကမြတ်သွားပြီပေါ့ပြီးလည်းပြောအဲ့တက်ကန်ထောင်ကျော်သွားတယ် အမဆက်ရင်ခွဲသွားတာပေါ့နော်တခါတည်းအဲ့လိုပဲကားရောက်တော့လည်းအဲ့လိုပါပဲကိုဘသားကိုတွေ့ပြီးတော့200လောက်မြတ်တယ်ပေါ့ပြီးလည်းပြောအဲ့ကားထောင်ကျော်ပေါက်နေတာပေါ့နော်ဒီမှာအဲ့လိုမျိုးချဲစပြီးရောင်းနေရအမှန်နဲ့မှတ်မှတ်ရပြောမစို့ချဲတို့တိုက်ခန်းရောင်းတာပေါ့နော်45မိနစ်နဲ့ရောင်းထောက်သွားပါအဲ့ဒါအမှတ်တရဟောအဲ့ဒီအကျိုးလေးပေးတဲ့ဆွမ်းနာပတ်လို့လူတွေကပေါ့နော်ကိုကိုချိန်သိမ်းဆွမ်းနာမဲ့တခုနဲ့ယုံကြည်မှုနဲ့လာဝယ်ကြတာအဲ့ပုံမှာလည်းကိုကလည်းအဲဇင်းနှုတ်မှန်ကန်ပြီးတော့စားရဆက်တယ်မှန်ကန်တဲ့ဟာဝယ်ရောင်းတာဖြစ်တဲ့ကြောင့်မလို့အဲ့ဒီရောင်းနိုင်တော့အမြဲတမ်းတော့အပေးကြပါတယ်ဟောချဲကျတော့အမှန်နဲ့ပြောစီးဝိုင်းတစ်ခုလုံးလို့ရှင်ပေါ့နော်ချဲကျ ခြေတွက်တာじゃသူများနဲ့မတူခြေကတခုခုလောက်ပြီဆိုရင်အရှုံးကိုပဲအရင်မှန်းတာပေါ့နော်အမျက်ဆိုတာထက်ဒီဟာကိုဥမာတိန့်တထောင်ရင်းလိုက်မယ်ကိုကဒီတထောင်လုံးနင်းကုံသွားမယ်နင်းရှုံးသွားမယ်နင်းခံရနိုင်ရှိလားပေါ့နော်အဲ့တော့အရင်တည်းโอเคခံနိုင်ရှိရင်တော့လှုပ်လိုက်တယ်ဘာလို့လဲဆိုတော့အာဒီအโจမြက်ကပြောမရအောင်လေဆုံးရှုံးသွားနိုင်တယ်မြက်သွားနိုင်တယ်ဆိုတော့ဒါမဲ့ခံနိုင်ရှိအောင်စိတ်ကိုခံနိုင်ရှိအောင်တော့အရှုံးကိုပဲအရင်တွေးတယ်โอเคဒါကိုခံနိုင်တယ်ဆိုရင်လှုပ်ပေါ့နော်အမျက်တော့လဲစာပေါ့အဲ့လိုမျိုးသဘောပါဟုတ်အဲ့တော့တိတ်ပြီးတော့အဲ့ဒါကြီးတော့မခံစားပါဘူး ပြည်ထရားမင်္ဂလာပါကျေတော့ဒီနေ့ပေါ်တော့ယိုကိုဟာမားရဲ့အထူးစီရင်ပွဲတော့အာရှိတဲ့အကြောင်းကိုကျွန်တော်လေးလာရဲနေတာဖြစ်ပါတယ်ကျေတော့ယိုကိုဟာမားနေပြီးတော့မှဒီတကြံအချိုးအထူးစီရင်ပွဲတော့ကိုကျေတော့အာဒီ3လပိုင်း25ကနေပြီးတော့မှနောက်နောက်လပေါ့နော်17ရက်နေ့ဒီကျင်းပသွားမှာဖြစ်တဲ့အပြင်ပေါ့နော်လာရောက်အပေးတဲ့ customer တွေကိုလည်းကျေတော့လက်ဆောင်ပစ္စည်း9မျိုးလည်းပေးသွားမှာဖြစ်ပါတယ်ဟုတ်ဟုတ်တယ်အထူး promotion ပွဲပေါ့နော်အထူး promotion ကကျတော့ဒီမထင်မှတ်ထားတဲ့ပေါ့နော် short ဈေးတွေနဲ့အတူရောင်းချပေးသွားမှာဖြစ်ပါတယ်ဟုတ်လက်ရှိလှုပ်ရှားမှုကတော့အဲ့လိုတစ်မျိုးပြီးတစ်မျိုးကူးနေပါတယ်ဟုတ်ပွဲတွေပဲ live ဆိုဖြစ်ပါတယ်ဟုတ်ကိုချေဝါအိမ်နေလဲရ းရောက်มาတယ်ပြီးလို့ရှိရင်ချက်ကားလေးလည်းရောက်มาတယ်လူစနာကုံလာဝယ်လို့ရပါတယ်ဟုတ်ကဲ့ပါလူကတော့အိမ်အောင်ပြုတ်ဖို့အစီအစဉ်မရှိပါဘူးရှင်ဟုတ်ကဲ့ပါဝါသနာပါအဲ့လိုလေအဲ့လိုအာရရအဲ့လိုကိုကလူပုံမဖြစ်ချင်ဘူးပေါ့နော်လူပုံမဖြစ်ချင်တော့ပြောချင်တာအဲ့လိုအလုတ်ပေါ့နော်အသက်ရွယ်ရတော့มาဒီအလုတ်စူးစမ်းပြီးတော့ လောက်ရတာရောအဲ့လိုကြိုက်တယ်ပေါ့နော်။ဘာလို့ဆိုအသက်ကြီးမှနောင်တမရချင်ဘူး။အဲ့ဒါကြောင့်။ကောင်းပါတယ်။ချင်ရတော့လုံးလုံးဆက်တီတော့အဲ့လိုအချိုးပေးပါတယ်ဟုတ်လေ။အိမ်ချမ်းမေရောင်းတာတွေရောအဲ့လိုကားလည်းရောင်းတယ်။အဲ့လိုပေါ့အဆင်ပြေပါတယ်လုံးလုံးဆက်တော့ဟုတ်။အဲ့မတူးပေါ့နော်။အဲ့လိုဘယ်လိုပြောမလဲ။အနုပညာကျတော့လေအနုပညာနဲ့ဒါပေမဲ့ကိုကတော့ချင်ရကိုကြိုက်တဲ့အလုပ်ပဲရွေးလောက်တာဆိုတော့ အာဒီသချင်းဆိုတဲ့အလုပ်ကလည်းချက်တကယ်ဝါသနာပါတဲ့လုပ်ပြီးလို့ချင်းတခြားဒီ HM ရောင်းဝယ်ဆိုတာလည်းကိုဝါသနာပါတဲ့လုပ်ဆိုအဆင်ပြေပါတယ်ဟုတ်ချက်စပြီးရောင်းနေရအမှန်မှတ်မှတ်ရပြောမှာဆိုချက်တို့တိုက်ခန်းရောင်းတာပေါ့နော်45မိနစ်နဲ့ရောင်းထောက်သွားပါတယ်အဲ့ဒါအမှတ်တရဟုတ်အဒီအကျိုးလေးပေးတယ်ဆွမ်းနာပတ်သက်လို့လူတွေကပေါ့နော်ကိုယ်ချိတ်သိမ်းဆွမ်းနာမဲ့တခုနဲ့ယုံကြည်မှုနဲ့လာဝယ်ကြတာအဲ့ပုံမှာလည်းကိုကလည်းအာဇင်းနှုံမှန်ကန်ပြီးတော့စားရဆက်တဲ့မှန်ကန်တဲ့ဟာဝယ်ရောင်းတာဖြစ်တဲ့ကြောင့်မလို့အဒီရောင်းနိုင်တော့အမြဲတမ်းတော့အပေးကြပါတယ်ဟုတ်အဆန်းရှိပါတယ်ဟုတ်ကဲ့ပါမစွန်တဲ့လူတွေရောင်းမယ်ဆိုရင်ကျွန်တော်လာရောက်ခိုင်းပါလို့ ကောင်းပါနှစ်ခုလုံးဆင်ပြေပါတယ်ဟုတ်နှစ်ခုလုံးပြေပါတယ်ဟုတ်ကိုရိုင်းကအလိညာချဲကအဲ့လိုဘယ်လိုပြောမလဲအဲ့လိုတိုက်ပြီးတော့ချဲကြတော့လေအဲ့လိုချဲဟိုဝေစာဝယ်မယ်ပေါ့နော်အဲတစ်ခေါက်ဝယ်ပူပါတယ်အဲ့လိုဘောင်းမီတစ်ထည်ဝယ်တာပေါ့နော်အဲ့လိုမော်ဒယ်ကကျတော့၅ဘီခွန်၅ဘီရှိဝယ်တာကိုက၅ဘီဆိုတော့အမှဟိုအောက်မှာပေါ့နော်တော်တော်ရှင့် တထောင်လောက်တထောင်လောက်ရှိနေတယ်ပေါ့နော်အဲ့မှာတည်းကတိတ်ပြီးတော့ online ကနေတော့မွေးဖြစ်တော့အပြင်မှာမဲ့၃ဝဖြစ်ပါတယ်ဟုတ်ပေါ့အဲ့တော့ဝစ်ကြည့်လိုက်တော့ကိုကစိတ်ကူးနေတာလောကငါအမိုက်စားစော်ကြီးဖြစ်နေတာဒါပေမဲ့အရက်နဲ့ဘာမှဆက်ဖြစ်လို့မရတော့အရက်က၅ပေဆိုတော့ဟုတ် ။ online ကနေတိတ်မမာပြတော့အပြင်မှာပဲကိုကြံ့ရဲအတော်ဝယ်လိုက်တယ်လို့မျိုးပေါ့ဟုတ်။လုံမှာပါအခုကျတော့လေပွဲတွေတောက်လျှောက်ဆူနေတော့မအားသေးတော့မလုပ်ဖြစ်ဘူး။တချို့ကလာဝယ်တယ်အဲ့လို TikTok တွေမှာရောချက်ပုတ်တွေမှာရောအဲ့လိုလာဝယ်ကြပါဒါပေမဲ့ချဲကလုံးလုံးစဲတော့အဲ့လိုအနုပညာလောက်ကိုပဲအားဆိုင်နေတော့လေအဲ့ဒါတိတ်မလုပ်ဖြစ်သေးပါဘောဟုတ်။အဲ့တော့တိတ်မများသေးဘူးဈေးမတက်သေးဘူး။အဲ့တော့ကိုကမြတ်တယ်ဆိုပြီးရောင်းလိုက်တာပေါ့နော်။ပြီးတော့ပြီးတော့အဲ့ဒါထောင်ကျော်သွားရပေါ့နော်။အဲ့လိုမျိုးအကျိုးပေးတာပေါ့။ ကိုကတော့မဟုတ်ပါဘူးအော်ကိုကတွက်ပြီးတော့အော်ပါနော်အဲ့တော့သိမ့်မမြတ်ပါဘူးကိုကဆက်ရောင်းတော့မကျွမ်းဘူးလေအဲ့တော့80လား100လားမသိဘူးအဲ့ဒါမြတ်တော့အရန်မြတ်တယ်ပေါ့နော်တည်ရမလားအိမ်ကအိမ်ကလည်းကြာကြီးငါပြီးသွားဆိုတော့တန်တယ်ပေါ့ငါတို့ကမြတ်သွားပြီပေါ့ပြီးလည်းပြောအဲ့တက်ကန်ထောင်ကျော်သွားတယ်အမဆက်ရင်ခွဲသွားပါဘောနော်တခါတည်းအဲ့လိုပဲကားရောက်တော့လည်းအဲ့လိုပါပဲကိုမသားကိုတွေ့ပြီးတော့200လောက်မြတ်တယ်ပေါ့ပြီးလည်းပြောအဲ့ကားထောင်ကျော်ပေါက်နေရပါဘောနော်ဒီမှာအဲ့လိုမျိုး ဟုတ်တယ်ကိုယ်ပိုင်နေပဲရောင်းတာဟုတ်မဟုတ်အဲ့လိုမျိုးကိုကပြန်မဝင်တော့မရှုံးပါတော့ဝင်ရင်တော့ရှုံးပါပေါ့နော်ကိုရောင်းတော့မှတော့မြတ်တယ်လို့လို့နေတကယ်တော့သူများစီပြန်ဝင်ကြရှုံးပါလေဟိုမျိုးချဲကြအမှန်နဲ့ပြောစီဝိုင်းတစ်ခုလှုပ်လို့ရှင်ပေါ့နော်ချဲကြချဲတွတ်တာကြသူများနဲ့မတူချဲကတစ်ခုခုလှုပ်ပြီဆိုရင်အရှုံးကိုပဲအရင်မှန်းတာပေါ့နော်အမျက်ဆိုတာထက်ဒီဟာကိုဟိုမှာတိတ်တထောင်ရင်းလိုက်မယ်ကိုကဒီတထောင်လုံးနေ ကုံသွားမယ်နင်းရှုံးသွားမယ်နင်းခံရနိုင်ရှိလားပေါ့နော်အဲ့တော့အရင်တွေ့ okay ခံနိုင်ရှိရင်တော့လှုပ်လိုက်တယ်ဘာလို့လဲဆိုတော့အာဒီအချိုးမြက်ကပြောမရဘူးလေဆုံးရှုံးသွားနိုင်တယ်မြက်သွားနိုင်တယ်ဆိုတော့ဒါပေမဲ့ခံနိုင်ရှိအောင်စိတ်ကိုခံနိုင်ရှိအောင်တော့အရှုံးကိုပဲအရင်တွေးတယ် okay ဒါကိုခံနိုင်နေဆိုရင်လှုပ်ပေါ့နော်အမျက်တော့လဲစာပေါ့အဲ့လိုမျိုးသဘောပါဟုတ်အဲ့တော့တိတ်ပြီးတော့အဲ့ဒါကြီးတော့မခံစားပါဘူးကိုယ့်အင်ကိုရောင်းတော့အာသာချက်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဝဲခြင်းဝဲမွဲခြင်းနေပေါ့နော်အဲ့လိုမျိုး အဲ့အမနော်အမြတ်ကိုအရင်တွိုင်းကြဟိုမှာချစ်ချင်းမြတ်တာဆိုရင်တော့ကိုကအချစ်ခံရဖို့အရင်သွားရင်ရှုံးတယ်အဲ့တော့ကိုကအရင်ချစ်ပေးလိုက်ကိုကအရင်ချစ်ပေးလိုက်အဲ့လိုပဲဈေးရောင်းရင်လည်းကိုကပေါ်တော့ဘယ်လိုပြောရမလဲကိုကမြက်ဖို့ဆိုတာထက်ကိုကဒီတီဆောက်ရတာပေါ့နော်တီဆောက်ရတာပုံရိပ်ကိုတီဆောက်ရတာအဲ့လိုမျိုးအဲ့လိုဆိုတော့ဘယ်လိုပြောရမလဲကိုကအမြတ်ဆိုတာတက်ရှုံးကိုအရင်အိုးဒါနေရှုံးသွားမနေခံနိုင်ရှိလားโอเคရှင်းလောက်လိုက်ဒါပဲဒါမှရှုံးတာတော့လည်းများပါတယ်နော်အဲ့လိုမျိုးအဲ့ရည်အဲ့လိုအချိန်မှဆိုလည်းအဲ့လိုပဲကိုက ့ဒီလူနဲ့ကြိုက်လိုက်ပေါ့နော်โอเคသူနောက်ဖောက်ပြောင်းသွားရင်နင်ခံနိုင်ရှိလားโอเคရတယ်ပေါ့အဲ့လိုဆိုရင်ကြိုက်လိုက်တာဟိုဟိုလူတွေကတော့အချိန်တိုင်းတော့ဘယ်လိုပြောပြက်ကြတာပဲလေပြက်ကြတာပဲဆိုတော့ခံနိုင်ရှိရပေါ့နော်အဲ့လိုကိုကလည်းတအားကြီးမကောင်းပါဘူးအဲ့လိုမျိုးဆိုဘယ်ရအောင်ပြက်သွားရင်မရှိဘူးကြီးစားလုံးဝမရှိဘူးဟုတ်ကြီးစားဟုတ်နေတအားချစ်တာအဲ့လိုမျိုးသူတို့သူတို့ချစ်တင်နေပြည်စုံနေတာသူတို့ကဘယ်လိုပြောရမလဲသူတို့ကွာအဲ့လိုဘယ်လိုပြောရမလဲအဲချဲတခုခု share ပြီဆိုရင်ချဲသုံးတဲ့ emoji ကိုကြည့်ပြီးတော့သူကအမ်နင်မတို့ပြောရလဲအဲ့ဒါငါမဟုတ်ဘူးနော်အဲအဲ့လိုမျိုးပေါ့နော် အမဟုတ်ပါဘူးငါဘာငါဒီတိုင်းပဲတင်တာပါအဲ့လိုပြောလည်းမရဘူးအဲ့လိုရန်တွေ့တဲ့ S လက်ရှိရအကုန်လုံးပေါ့နော်အဲ့လိုချစ်ကြပါလေသူတို့ကိုရီးယားလည်းအဲ့လိုပတ်သက်မှုမှာကျတော့အဲ့လိုမိခင်မြတ်တာအပြစ်ပေးခဲ့အခါကျတော့စင်ပြေပါတယ် friend ဖြစ်ပါရဲ့ဟုတ်ချဲရီးစားဟောင်းနဲ့ကိုလုံးနဲ့ friend ဖြစ်ပါရဲ့ဟုတ်ခဏလောက်ရှင်၄လောက်ပါပဲဟုတ်မဟုတ်ကိုကကျတော့ကိုနဲ့ကြိုက်လိုက်တဲ့ရီးစားကသူများလည်းမဟုတ်ကိုကလေတောက်ပြောင်နေရပဲလို့ကျန်တယ်သူအရင်တော့ခွေးဖြစ်ဖြစ်ကွာကိုနဲ့ကြိုက်တဲ့အချိန်မှာလုံးဝ तू က လုံးဝမင်းသားပဲသူ့ကိုကြည့်လိုက်တာတန့်ပြန့်နေရမယ်အဲ့လိုမျိုးကိုယ့်ရဲ့စိတ်ကလေဘလို့ဆိုတော့အာဒီကိုနဲ့တွေ့တဲ့ဘဲကလုံးဝတောက်ပြောင်နေရမျိုးပဲဖြစ်စေချေကိုကကွာကိုကိုရဲ့ဘာဝယ်ပေးပါဆိုတော့ကိုကိုဘာလို့လဲဝယ်ပေးမယ်အဲ့လိုကောင်းပါလိမ့်မျိုးအဲ့လိုမျိုးအမတကယ်အမှန်တမ်းပြောပြမေးကြည့်သူတို့ဆိုသိတယ်ဒါအမှန်တမ်းပြောကိုကဟုတ်တယ်ကိုကအယူမဟုတ်အပေသမားကိုကချူစားတယ်မှမပါဘူးအတက်ရတခုရလာတဲ့ခါမှာじゃအရင်တော့ကတော့ဒါအမှန်တိုင်းပြောပြကွာရည်စားထားရင်ကို့အန်းလာပဲလိုချင်တယ်ဘလို့ရောက်ကြလို့ရှိရဒါမျိုးရှိရအခုじゃအဲ့လိုမဟုတ်ကိုကပေးရတဲ့ feeling ပိုကြိုက်တာကိုကပဲဘာလို့ကျန်လဲရောက်အနေလို့ကျန်အောင်ဝယ်ပေးမယ်အဲ့လိုမျိုးကိုကအဲ့ feeling ပိုကြိုက်တာတကယ်ပါဟိုကမိမတယောက်ကကွာဒီငွေကြေးပေါ်မှာအချိန်မခံမင်းနဲ့ပေါ့နော် relationship တခုတိဆောက်တာပြမိသားစုနဲ့ပြပြကိုကကိုကိုတိုင်းရက်တည်နိုင်ပြီးတော့ကိုပတ်စံကိုရှာစားပြီးတော့ကိုလိုချင်တာကိုဝယ်နိုင်တဲ့မိမဖြစ်အောင်ပဲနေပါတယ်အဲ့လိုမျိုးဆိုတော့အဲ့တော့ကောင်းပါတယ်ဟုတ်ဟုတ်တယ်ပြက်ပြီးဆိုလည်းဘယ်ကျိုးနဲ့ဆွဆွမရတော့ပါဟောနောက်တစ်ကျိုးပဲတန်းဆွဲပါတယ် ဟုတ်တယ်မဟုတ်အမှန်တိုင်းပြပြရလေးဒါရီးစားထားသမျှတခါမှလေငါ့ကိုဘာဝယ်ပေးပါလို့မပူစားဘူးဒါအမှန်တိုင်းပြပြကိုကပဲလေဝယ်ပေးတာဒီခါကျပြက်သွားရင်ရီးစားရတယ်မှာဒါအော်ဒီဟာဆိုရင်သူ့ရက်မောင်းနဲ့လိုက်မှာပဲအဲ့လိုမျိုးဆိုဈေးဘလောက်ကြီးကြီးနော်ကိုအတွက်ဆိုတော့မှကိုကစဉ်းစားသေးတယ်ပြောချင်တာဖနက်ဆိုလို့ရှိရင်ကိုကအစစ်စီးချင်မှစီးမယ်ဒါမှသူ့အတွက်ဆိုအစ်စ်ပဲအော်ကိုဘယ်တော့မှအတုမပေးဘူးကအမှန်တိုင်းပြောပြကိုကအဲ့လိုအဲ့လိုမိမမျိုးအဲ့တော့အဲ့လိုတော့ရှိတယ် မကလုံးတော့မရှိပါဘူးဆင်ရတယ်တဘောပြောပြရလေအမကဘောင်ကိုကိုတက်ဆိုခုမိန်ကလေးပေါင်းမိလေဈေးကြီးရလေတော်သိန်း2000တော့ဘာလို့ဖြစ်တယ်မလားယောက်ျားလေးပေါင်းမိရဈေးကြီးရကွာဒါအမှန်တိုင်းပြပါ2သိန်းကျော်လို့3သိန်းတော့ရတယ်โอเคသူ့အတွက်ဆိုရင်ဝယ်ပေးတယ်အဲ့လိုမျိုးသူနဲ့လိုက်မယ်ဆိုရင်အဲ့လိုသိန်း1000ဝင်းကျင်လားဝါအဲ့လိုလည်းမဟုတ်ပါဘူးကိုကဘယ်လိုပြောရမလဲအဲ့ဟိုကလေကိုနဲ့အဝင်ဝင်ကြဖြစ်တယ် Ace boy အဲ့လိုမျိုး 哦ရန်တော့ဖြစ်တယ်အမှန်တိုင်းပြောပြတာဟိုဟာလေဘယ်လိုပြောရမလဲရှေ့ရှေ့မှာသူ့ရဲ့ရှေ့မှာတွဲခဲ့တဲ့ရီစားဟောင်းဆိုရင်ချေက तू က तू ကဖောက်ပြန်သွားတဲ့ခါကျသူ့ကိုလေနှစ်နှစ်လောက်ထိုင်ရစ်တာသူ့ရဲ့အောက်မှာမန့်လာတယ်မလားငါရီစားဟောင်းကငါနဲ့ပြန်မှရုပ်ဆိုးသွားပြီဘာအဲ့ကလေးစံတာပေါ့နော်သူ့ကိုလေထိုးနှက်တာနှစ်နှစ်လောက်တည်လားအဲ့တော့မှနောက်ထပ်ဘဲရတော့မှမူးမလုံးနိုင်သွားတယ်အဲ့ချိန်မှာကိုကနောက်ထပ်ဘဲရတဲ့ချိန်မှာ အဲ့အဲ့ကိုနဲ့လက်ရှိမှာပြတ်သွားတဲ့ဘဲရကြောင့်ကိုကသူ့ကိုလုတ်ခဲ့တာပြန်လုတ်တယ်ဗောနော်နင်းကဘာလုတ်တာလဲဘာညာဗောနော်နင်းနဲ့ငါနဲ့ကြိုက်တော့ဘာဖြစ်တညာဖြစ်တယ်အဲ့လိုမျိုးကြီးဗောရှိရဗောဒါတွေကဘာမှတော့မဟုတ်ပါဘူးအဲ့တော့မပြုတ်ချင်ဘူးဟွာလေးပတ်စံရှာပြီးတော့အဲ့လိုမျိုးတတိမကြီးဘွားနေမယ်နေချင်တာယောက်ျားမယူချင်ဘူးအဲ့လိုဒါမှန်တိုင်းပြပြအကန်ပိုင်တော့လည်းရမှာဗောနော်လူတွေဆိုတာလေအကန်တရားတွေမမြင်နိုင်ဘူးလေနော်အဲဒါအိမ်တော်ကြီးကန်နေဘာညာဘသူနဲ့ညာမယ်ကိုလည်းမသိနိုင်ဘူးဒါမဲ့ကိုကတော့ဟိုရီစာရှိတဲ့ချိန်လည်းရှိပါတယ်မရှိတဲ့ချိန်လည်းမရှိဘူးဆွမ်းနာပဲလို့ဆို့ ူတော့ကောင်ဖြူစင်နဲ့ကောင်မကြီးလိုဟန်ဆောင်ပြီးတော့တော့မနေပါဘူးဒါရှိတဲ့ချိန်လည်းရှိပါမရှိတဲ့ချိန်လည်းမရှိပါတကြံအစီအစဉ်ကတော့ဆိုပါမယ်တချင်းမဲဆိုပါမယ်မွေးကောင်နဲ့ဖိုးဖိုးကြီးစီဒီတကြံမှာသွားဆူတောင်းမေဟိုးမန္တလေးသာဖြစ်ပေါ်တယ်အဟိုလေးကမန္တလေးကိုချစ်တာမန္တလေးကိုနေချလိုက်တာနဲ့တမ်းမာသွားတာကိုအဲ့လို feeling မျိုးတခါမှရန်ကုန်မှာမနေဘူးအဲ့လိုမျိုးဟိုးရင်တော့နေဘူးဒါပေမဲ့ချေကရေပတ်ခံရတာလည်းမကြိုက်ဘူး ရေလောင်းခံရတာမကြိုက်ဘူးအဲ့တော့ကိုကအဲ့ဒါအဲ့ဖီလင်းတော့မသိဘူးကိုကတချင်းမဲဆိုနေရတာဆိုတော့အဲ့လိုမျိုးဟုတ်ဒီနှစ်ကတော့မဝက်ဘူးပေါ့နော်ဒီနှစ်ကတော့အလုတ်တော်တော်များမှာပါဟုတ်အဲ့ဒါတော့ဟိုပါအဲ့ဒါကြောင့်တချင်းဆိုတဲ့လူဖြစ်မှာပဲသိမှာပြောချင်တာအဆူရောကအဆူရောလို့တချင်းဆိုပါယူတွေ့တဲ့လူကအဆူတရောအဆူရောဖြစ်လာပြီဆိုရင်လေသူတို့ချစ်တဲ့တချင်းနေရှိရဲ့ ဆောနာပြောလို့အဲ့အဲ့ချင်းလေးတွေတနေ့ကျရင်တော့ငါဒီချင်းလေးကိုပြန်ဆိုမယ်ဆောနာပြောလို့ဖြတ်စည်းစင်စိတ်တော့မရှိဘူးပေါ့နော်ဒါမဲ့ဆောနာပြောလို့ပေါ့တိုက်ရတော့တောင်းတောင်းမတူဆောနာပြောလို့စမ်းတစ်တာကိုကြိုက်ချင်မှကြိုက်မယ်ဒါပေမဲ့ဆောနာပြောလို့ကြိုက်ပေးတဲ့ပြိတ္တတွေလည်းရှိတယ်လို့ဝေဖန်ကြတဲ့ပြိတ္တတွေလည်းရှိတယ်ဒါကိုလည်းချေတော့လက်ခံရမှာပေါ့နော်ဆိုတော့အာဒီဆိုတဲ့ပြန်ဆိုကြတဲ့ဒီတချမ်းချင်းတွေပြန်ဆိုကြတဲ့သူတွေကလည်းဆောနာပြောလို့မကောင်းတဲ့စိတ်နဲ့တော့မဟုတ်ဘူးပေါ့နော်ဒီ ဥမာကွာတနေ့နေ့မှာကွာလူတယောက်ကကွာတက်မလားငငယ်တော့ကငါကြီးရင်တော့ဘာလုပ်မယ်ဆိုရအိမ်မက်ပေါ့အဲအဲ့လိုအိမ်မက်ကိုကောင်တဲ့ပေါ်တဲ့ပေါ်ပါပဲအဲ့လောက်ပါပဲခန်းစားချက်ကတော့ပြောပါတယ်ခြေရတော့အဲ့လိုပေါ့နော်ဒီကိုတချင်းတစ်ခုဆက်လုပ်ပြီဆိုလို့ရှိရင်တေချာစဉ်းစားရတယ်ဒီချင်းကဘလို့အာဘလို့ပုံစံပြဿနာကလေကို့မျက်နှာပဲ ကိုမျက်နာမြင်တာနဲ့ဆဲတာအဲ့လိုမျိုးလေဘလို့ဇာတာအရန်ကောင်းတယ်အဲ့လိုမျိုးကိုမျက်နာမြင်တာနဲ့ဆဲတာတချင်းကွာစာသားပဲစာသားပဲတင်တဲ့ဗီဒီယိုဆိုအချင်းကြီးကကောင်းလိုက်တာဆိုတော့အဲ့လိုမျိုးပေါ့နော်ကိုမျက်နာမြင်တာနဲ့ဆဲတာအဲ့လိုမျိုးငါရုပ်ကောက်ကယွန်စရာကောင်းတယ်ဆိုပြီးတော့အဲ့လိုမျိုးခါကျကိုရုပ်ကိုတော့မကြည့်ချင်တော့အဲ့လိုမျိုးပေါ့နော်ခါကျရှိပါတယ်လို့ဟုတ်ကဲ့အဲ့အဲ့နာတော့ဝိုက်မှာပါပဲဟုတ်အဲမန်လေးရောက်ရင်တော့ချေအားဟွာပေါ့မန်လေးရောက်ရင်မန်လေးရောက်ဟွာပေါ့မင်္ဂလာပါထမင်းစာရင်တော့ အောင်ထမင်းတို့ပြီးလို့ရှိရင်အာဆင်နယ်ထမင်းကျော် ပြီးလို့ရှိရင်ရွှေမန်းမီအဲပြီးတော့ဥပယားပေါ့နော်ဟာဒီအဲ့လိုမျိုးအများကြီးပါပဲရှောက်စားတာမန်လေးကမန်လေးသွားရင် weight တန်းတက်တယ်အဲ့လိုမျိုးလေးရှောက်စားလို့အဲ့လိုမျိုးအချင်မောင်းမစားခဲ့နော်အချင်မောင်မတည့်လို့အဲ့လိုမျိုးချဲအဲ့လိုမတည့်ဘူးအဲ့လိုအဆက်တွေပါစားလို့မရအောင်ငငယ်တွေအတိုင်းလဲအဆက်စားတတ်တဲ့အချိန်မှကျတော့လဲအဲ့လိုဟိုပါလေဟိုပါဖြစ်လို့အပူတွေထွက်လာလို့မစားရဲတော့အဲ့လို မသိဘူးအဲ့လိုမျိုးချဲ့ခန္ဓာကိုကလုံးဝအစိမ့်သက်သက်ချဲ့ဟိုကလေအဲမသိဘူးအဲ့လိုငပိတွေပါလေမစားတတ်ဘူးအဲ့လိုမျိုးဆိုတာလေငပိတွေပါနေသူများအထင်မဆားမလားအဲ့လိုအားကြရကိုကစားကျင်နေဒါပေမဲ့မတဲ့တာခန္ဓာကိုကမတဲ့တော့မစားပြစ်ဘူးအဲ့လိုဖြစ်နေကြိုက်ပါဟုတ်တယ်ဟိုချဲ့စားသေးတယ်စားကြည့်သေးတယ်ကြိုက်တယ်မတဲ့တာခန္ဓာကိုကမတဲ့တော့မစားရတာပေါ့အဲ့လိုမျိုးအခုလေဖတ်တီမချင်မအောင်ရန်နဲ့မကြီးရောစားကျင်နေဒါပေမဲ့မတဲ့ဘူးအာဘောနော်ချင်ရတော့ဒီယိုကိုဟာမာကတော့ဆိုင်ရတော့ချဲတော့ဘောနော်ဝင်းကြီးများရောအာဒီဂိတ်ပေါက် 4ရှစ်တက်တယ်မှာ4ပေါ့နော်ဂိတ်ပေါက်4ရှစ်တက်တယ်မှာပဲဖွင့်ထားတယ်ယိုကိုဟာမရှိုးရူးမှာပေါ့နော်ဆိုဒီမှာဆိုပစ္စည်းတွေကလည်းကောင်းပါတယ်ဆိုတော့ဘယ်လိုအရန်ပေါ့နော်ဒီပေါ့ယိုကိုဟာမကိုအကြံပေးချင်တာကတော့အရန်အပေးကြတဲ့ခါကျတော့ပေါ့နော်ပစ္စည်းပို့တဲ့အပေါ်မှာတော့အဲ့လိုနန်းနန်းနေနေပို့စေချင်ပါတယ်အရန်ရောင်းရတယ်သူတို့ကတကယ်ရောင်းရတာဒါအမှန်တိုင်းပြောပြရအရန်ရောင်းရတဲ့ခါကျတော့အဲ့လိုပစ္စည်းပို့တာတော့မနိုင်တော့တဲ့ထိရောင်းရတယ်ဆိုတော့အဲ့ဒီလိုမျိုးအဲ့ဒီတရားကိုလက်ဆက်လက်ပြီးတော့ထိမ့်သိမ်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ကဲ့